ကိုယ့်ရဲ့လက်တွဲပေါ်ပဲဖြစ်ဖြစ်မိသားစုဝင်ပဲဖြစ်ဖြစ်ပေါ့နော် Avast device သုံးနေဆိုရင်ကိုယ့်ရဲ့ပြက်ကြိမ်မှာရှိတဲ့လှုပ်ဆရာရှိတဲ့အစီအစဉ်တွေကိုသူတို့မြင်အောင် share ပေးထားလို့ရပါတယ်ချစ်သူရည်စားလင်များတယ်ဆိုရင်လည်းတယောက်နဲ့တယောက်ဘယ်နှစ်ဘယ်ချိန်မှာပါနဲ့ပါလုံးမယ်ဆိုတာတွေကိုအလိုလျောက်အသိပေးထားမယ်ဆိုရင်လည်းပိုပြီးကောင်းပါတယ်ဒီဗီဒီယိုလေးရဲ့ယူရချက်ကတော့ဒီအချက်တွေကိုဒီလိုမျိုးလုပ်လို့ရပါတယ်ဆိုတာကိုမျှဝေပေးချင်အောင်လေးပါပဲခင်ဗျာဥပမာလေးတစ်ခုပြောပြမယ်နော်ကိုယ့်ရဲ့လက်တွဲပေါ်ကကိုယ်ပင်နေမှာဘာလို့ဆရာရှိလဲလို့မေးလာတာမျိုးဒါမှမဟုတ်ကိုက ဘယ်နည်းပဲချင်းဘယ်နေရာမှာဘသူမဲ့ဘသူနဲ့တွေ့မယ်ဆိုတာမျိုးကိုယ့်ရဲ့လွတ်တက်ဖို့ပုံမှန်လေးလေးအမြဲအတိပေးတတ်တဲ့သူတယောက်ဆိုရင်ကိုယ့်ရဲ့ကလင်ဒါကိုသူ့ရဲ့ iPhone သူ့ရဲ့ iPad ထဲကကလင်ဒါထဲမှာမြင်အောင်ညှဝေပေးထားလို့ရပါတယ်ဒါဆိုရင်သူအနေနဲ့ကိုယ့်ကိုမေးကြမလို့တော့ဘယ်နဲ့ကိုလုံးဆရာရှိတာတွေကိုသူ့ရဲ့ iPhone နဲ့ iPad တစ်ခုခုလေးက ကလင်ဒါလေးကိုဖွင့်ကြည့်လိုက်အောင်နဲ့ကိုလုံးမာတွေကိုမြင်နေရမှာပါလိုအပ်ချက်လေးတွေကတော့နှစ်ယောက်လုံး Apple device တစ်ခုစီရှိနေဖို့လိုပါတယ်ပြီးတော့ Apple ID စိုင်းငယ်ဝင်ထားပါမယ်။ဘာဖြစ်လို့လဲဆိုရင်ဒါက Apple ecosystem ကိုတုံးပြီးတော့ collaborate လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ပါ။ဟုတ်ကဲ့ပါ။ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့ calendar မှာဆိုရင်ကျွန်တော် event တွေထည့်ထားပါတယ်။ဘယ်နေ့ဘယ်နေ့ဘယ်အချိန်မှာမပါလို့ဆရာရှိရဲဆိုတာကျွန်တော်ထည့်ထားတယ်။ထည့်ထားတဲ့အချိန်မှာဆိုရင်ဒီ March လမှာလည်းကျွန်တော်ထည့်ထားတယ်။ April လမှာလည်းထည့်ထားတယ်။ပြီးတော့နောက်ထပ် May တို့ June တို့မှာလည်းကျွန်တော်ထည့်လို့ရပါတယ်။ ဆိုတော့ကျွန်တော်တို့အခုဒီမှာထည့်ထားတဲ့ဟာတွေကိုတခြားတစ်ဖက်ကကိုယ့်ရဲ့မိသားစုဝင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဘဝလက်တွဲပေါ်ပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကိုကျွန်တော်က share ထားပေးလို့ရတယ်ဘလိုမျိုးလဲဆိုရင် ကျွန်တော်ကဒီ match လ16ရက်နေ့မှာပေါ့နော် match လ16ရက်နေ့မှာညစာစာရန်ဆိုတဲ့ event လေးတစ်ခုကိုကျွန်တော်ထည့်လိုက်တယ်အဲ့ဒီဟာလေးကိုတခြားတယောက်ရဲ့ဒီ iPhone မှာတခြားတယောက်ရဲ့ဒီ iPad မှာတွားပြီးတော့ပေါ်ကျွန်တော်ကဒီဘက်ကနေ share ထားပေးလို့ရပါတယ် ဆိုတော့ကျွန်တော်အဲ့လို share ထားပေးခြင်းအပြည့်ဆိုရင်ကျွန်တော်ဘယ်နေ့ဘယ်ရက်မှာဘာလုပ်မယ်ဆိုတာတွေကိုသူ့ဘက်မှာ notification နေနဲ့သူ့ရဲ့ iPhone မှာတွားပြီးတော့တက်မယ်ပြီးတော့သူ့ရဲ့ calendar ကိုသူ့ရဲ့ iPhone ပေါ်ကဒီ calendar လေးကိုဖွင့်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ဒီကိုယ့်ရဲ့နေ့မှာဆိုရင် 19ရက်နေ့မှာဆိုရင်ကလင်ဒါလေးသွားပြီးတော့တက်နေပါလိမ့်မယ်အဲနောက်တစ်ခုကကျတော့အဲကျွန်တော်ဟောဗျာတစုံတယောက်ကအမြဲတမ်းမေးတယ်ဗောနော်ဒီနေ့ဘယ်သွားတဲ့အချိန်လဲဘာလို့ဆရာရှိလဲဘာညာဗောနော်ဆိုတော့ကျွန်တော်ကကျွန်တော်လောက်ဆရာရှိတာတွေအကုန်လုံးကိုကျွန်တော်သူ့ကိုပြောပြထားခြင်းတယ်ပြီးတော့ဒီဘယ်နေ့ဘယ်ချိန်မှာဘယ်သူနဲ့တွေ့မယ်ဘာလုပ်မယ်ဆိုတာကြအစောရာတွေကအစားကျွန်တော်သူ့ကိုပြောပြထားခြင်းတယ်ဆိုတော့အဲ့လိုပြောပြမယ်ဆိုရင်ကျွန်တော်ကတခုချင်းစီပြောနေရတာတည်းဆိုင်ကျွန်တော်ရဲ့ calendar ထဲမှာကျွန်တော်ဒီလိုမျိုး event လေးတွေထည့်လိုက်မှာပေါ့နော် event လေးတွေထည့်လိုက်ပြီးတော့အဲ့ဒီကျွန်တော်ရဲ့ calendar ကြီးတစ်ခုလုံးကိုသူ့ကိုကျွန်တော် share ပေးထားလိုက်ဒါဆိုရင် ကျွန်တော်ကလင်ဒါတွေကိုထည့်လိုက်သမျှ event တွေကလင်ဒါတွေကိုထည့်လိုက်သမျှလုံးသမျှလုံးရန်ရှိလုံးလုံးသမျှဟာတွေကိုလုံးစရာရှိတာတွေကိုသူ့ရဲ့ကလင်ဒါထဲမှာမြင်နေရလိမ့်မယ်ပေါ့နော်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြပြပေးပါမယ်။အခုလောလောဆယ်ကျွန်တော်ဒီမှာဆိုရင်ဒီကလင်ဒါတွေထည့်ထားတယ်။ဒီကလင်ဒါကြီးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်နော်။ဒီမှာဆိုရင်ကျွန်တော်က family နဲ့ soul mate ဆိုပြီးကျွန်တော်ထည့်ထားတယ်။အဲ့ဒီကလင်ဒါကိုကျွန်တော်ပြန်ဖြတ်ပြီးတော့အစအနေကျွန်တော်ပြန်ပြောပေးပါမယ်။ Okay ။ဒါဆိုရင်ကျွန်တော်က event တွေအကုန်လုံးပျောက်သွားပါပြီကျွန်တော်ဒီ iPhone My Mac calendar က event တွေကိုလည်းကျွန်တော်ဒီ calendar မှာခဏဖြောက်ထားလိုက်မယ်เนาะအဲ့တော့ကျွန်တော်တို့ကအသစ်စမယ်ဆိုရင်ဒီ Mac OS ပေါ်ကဒီ calendar အနေနဲ့လုပ်လို့ရတယ်လို့မျိုးဒီ iPhone ပေါ်က calendar အနေနဲ့လုပ်လို့ရပါတယ်အဓိကကိုကကိုမှလည်း Apple device တရှိတယ်သူ့မှာလည်း Apple device ရှိရယ်ဆိုရင်ကျွန်တော်ကလုပ်လို့ရပါပြီဆိုတော့ကျွန်တော်တို့ပထမဆုံးလုပ်ရမှာကျွန်တော်ဒီ Mac OS ပေါ်ကနေကျွန်တော် calendar အသစ်တစ်ခုဖန်တီးပါမယ်ဆိုတော့ calendar ကိုဖွင့်ပြီးတော့ ဒီဘယ်ဘက်အပေါ်ဆုံးတော့က file ကို file ကိုတစ်ချက်နေပြီးတော့ new calendar ကိုနေရပါမယ် new calendar ကိုနေပြီးတော့ကျွန်တော် calendar ရဲ့နာမည်ကိုပေးလိုက်ပါမယ်ဥပမာဒီ calendar ကဒီ calendar ထဲမှာထည့်သမျာဒီလောက်ဆရာရှိကြတဲ့ season တွေကကျွန်တော်တစုံတယောက်ကိုပဲဖြစ်ဖြစ်လူပုံပုံတယောက်ကိုပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ်ကျွန်တော် OTP ပဲပေးပါမယ်ဆိုတော့ဒီကောင်ကကျွန်တော်ကျွန်တော် family အတွက် calendar အေးလုံးလိုက်မယ်နောက်တစ်ခုနောက်ထပ် calendar တစ်ခုကကျွန်တော်ကျွန်တော်ကဒီတငယ်ချင်းတွေအတွက် calendar တစ်ခုလုပ်လိုက်ပါမယ်ဆိုတော့ โอเค family အတွက် calendar ကကျတော့ခဲအောင်လေးရှိပြီးတော့ friend အတွက် calendar ကကျတော့အစိမ်းအောင်လေးပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီနေ့မနေ့ပိုင်းပေါ့နော်မနေ့ပိုင်း၁၉ရက်နေ့မှာကျွန်တော်ကလှုပ်ဆရာရှိတယ်ဆိုပါဆိုအဲ့ဆိုရင်ကျွန်တော်ကအဲ့လှုပ်ဆရာရှိတာကိုကျွန်တော်ဒီ family ပဲတည်းရဒီ family calendar ထဲမှာ share ပေးထားတဲ့သူတွေအကုန်လုံးကိုကျွန်တော်သိစေချင်တယ် ဲ့တော့ကျွန်တော်ကဒီ calendar မှာ event တွေမထည့်ခင်ကျွန်တော်ကဘာလို့မလဲဆိုရင်ဒီ calendar ထဲမှာကို invite လုပ်မဲ့သူကိုကိုတိစီခြင်းတဲ့လူကိုအရင်ဆုံး invite လုပ်ပေးရပါမယ် invite လုပ်ပေးဖို့အတွက်ဆိုရင်ဒါ calendar လေးပေါ်မှာမြားလေးတင်လိုက်ရင်ဒီနောက်မှာလူပုံလေးထွက်လာ account icon လေးထွက်လာလာပါလိမ့်မယ်အဲ့ဒီ account icon လေးပေါ်မှာတစ်ချက်နှိပ်လိုက်ရင်ဒီလိုလေးထပ်ထွက်သွားပါလိမ့်မယ် ။အဲဆိုရင်ဒီမှာဆိုရင် share with မှာကျွန်တော်တို့ဒီ Apple ID ရှိပြီးတော့ဒီ Apple device သုံးတဲ့လူတယောက်ရဲ့ contact ကိုကျွန်တော်ကထည့်ပေးရပါမယ်။ contact ကိုကျွန်တော်ကလူလူအောင်ဆိုပြီးတော့ဂျိုပြီးတော့ send ပြီးတော့ဖန်တီးထားပါတယ်။ဒီ calendar family ဆိုတဲ့ calendar ကိုကျွန်တော်ကလူလူအောင်ကို share ပေးပါမယ်။ဟုတ်ပြီ။ပြီးရင် download လိုက်ပါမယ်။ Okay ပြီးရင်ကျွန်တော်က16ရက်နေမှာကျွန်တော်လုံးဆရာရှိတာကိုလူလူအောင်ရဲ့ iPhone ပုံမှာပဲဖြစ်ဖြစ်လူလူအောင်ရဲ့ iPad ပုံမှာပဲဖြစ်ဖြစ်သူ့ထဲမှာရှိတဲ့ calendar မှာတွားပြီးတော့ပေါ်စေချင်တယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ကဒီမှာ event လေးတစ်ခုစတင်ပါမယ်။ event လေးစတင်ဖို့အတွက်ဆိုရင် သူ့ဘောမှာ right click နေပါမယ် right click နေပြီးတော့ new event ကိုတစ်ချက်နေလိုက်မယ် re event နာမည်ကကျတော့ဒီလိုလေးပေးလိုက်ပါမယ် okay ပြီးသွားပြီဆိုရင်ကျွန်တော်က calendar ဒီ event က back calendar ထဲကိုထည့်မှာလဲဆိုတာရွေးပေးရပါမယ်ဒီမှာဆိုရင်ကျွန်တော်က family ဆိုတဲ့ calendar ထဲကိုထည့်ပါမယ်ဒါဆိုရင် family ဆိုတဲ့ calendar ထဲကိုဒီ event လေးကိုထည့်လိုက်ရင်လူလူအောင်ကမြင်မြင်ရပါလိမ့်မယ်ဘာလို့ဆိုတော့ဒီ family ဆိုတဲ့ calendar ထဲမှာလူလူအောင်ကိုကျွန်တော်က invite လုပ်ထားလို့ပေါ့နော် okay အဲဆိုရင်ဒီမှာဆိုရင်ဒီဘက်မှာလည်းဒီလိုမျိုးလေး16 16ရက်နေ့မှာ let's me ဆိုတဲ့ဟာလေးပေါ်သွားပါလိမ့်မယ်ပေါ့နော်အဲ့လိုမပေါ်ခင်ကျွန်တော်ကဘာလုပ်ရလဲဆိုရင် ဒီ invite လုပ်ခြင်းခံရတဲ့သူကသူ့စီမှာ email ရောက်လာပါလိမ့်မယ်ဗောနော် email ရောက်လာမယ် email လေးကဘယ်လိုရောက်လာမလဲဆိုရင်ကျွန်တော်ဒီ email လေးကိုဖွင့်လိုက်မယ်ဒါဆိုရင်ဒါလူလူအောင်ရဲ့ calendar ဗောနော် sorry လူလူအောင်ရဲ့ email ဗောနော်အဲ့တော့သူ့ email ထဲမှာ ဘယ်လိုလေးရောက်လာမယ်ဆိုရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်ကျွန်တော်ကကျွန်တော် iPhone iMac ရဲ့ calendar family calendar ကို join မလာဆိုပြီးလာမေးရပါတော့အဲ့ဒါလေးကိုနေလိုက်ရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်ဆိုတော့ဒီမှာဆိုရင်ဒီ iPhone iMac က collaborate လုပ်ဖို့ calendar ကို share ပေးလိုက်တယ်ပေါ့နော်သူ့ဘက်မှာအဲ့လိုလေးပေါ်သွားပါလိမ့်မယ်ပြီးရင် तू က join မယ်ဆိုရင်တော့ तू က join calendar ကိုတစ်ချက်နေလိုက်အောင်ပါပဲ join calendar ကိုနေလိုက်တယ်ဆိုရင်သူ့ကို Apple ID စိုင်းငင်ဝင်ခိုင်းပြီးပြီးရင်သူ့ရဲ့ calendar ထဲမှာကျွန်တော် event တွေထည့်တယ်များသူ့ calendar ထဲမှာရောက်သွားပါလိမ့်မယ်ပြီးတော့ကျွန်တော် event တစ်ခုထည့်လိုက်တိုင်းသူ့မှာ notification လေးတက်မှာပါကျွန်တော်နောက် ထက်တစ်ခု event တစ်ခုထပ်ပြီး create လုပ်ပါမယ်ဥပမာဒီစနေနေ့ပေါ့နော်စနေနေ့22ရက်နေ့မှာကျွန်တော် event တစ်ခုထပ်လုပ်ပါမယ်အဲ့ဒီ event ကိုကျတော့ကျွန်တော်ဘယ်လိုပေးလိုက်ရမလဲဆိုရင် hello lulu ပေါ့ hello lulu ဆိုတဲ့ event လေးကိုကျွန်တော်သူ့သူ့အတွက် share ပေးထားတယ် family ဆိုတဲ့ calendar လေးတဲ့ကိုကျွန်တော်ထည့်လိုက်ပါမယ်။အဲဆိုရင်ဒီဘက်မှာဆိုရင်သူ့ရဲ့ calendar ထဲမှာဒီလိုလေးပေါ်သွားပါလိမ့်မယ်။ပေါ်သွားပြီပေါ့နော်။ပြီးတော့ပေါ်ရတဲ့အတူတူကျွန်တော်ဒီဘက်မှာ event တစ်ခုကို create လုပ်လိုက်တာ ਨੇ ။သူ့ရဲ့ iPhone မှာဆိုရင်သူ့ရဲ့ iPhone, iMac, အဲဒီ MacBook မှာ iPad မှာ notification လေးလာပေါ်ပါလိမ့်မယ်ကျွန်တော်ကဒီနေ့ဒီရက်မှာဒီ event လေးကိုလုပ်လိုက်တယ်ဆိုတဲ့အားလေးကိုသူကပေါ်သွားမှာပေါ့နော်โอเคအဲ့လိုပဲဒီကဒါကလွတ်လွတ်အောင်အတွက်တီးတန့်တီးတန့်ဖန်တီးပေးထားတဲ့ calendar လေးပါနော် ကျွန်တော်အခုဒီ friend ဆိုတဲ့ကလန်ဒါလေးကိုကျွန်တော်က blueprint ဆိုပြီးနာမည်ပေးလိုက်ပါမယ် family ကိုကျတော့ကျွန်တော်ကလူလူအောင်လို့ကျွန်တော်နာမည်ပြန်ပြောင်းလိုက်ပါမယ် okay ဒီခါကျရင်ကျွန်တော်က blueprint ကိုဘယ်ရဲမှာပါလုပ်မယ်ဆိုတော့ event တွေကိုကျွန်တော်သူ့ကို share ပေးထားပါမယ်အဲဆိုရင် blueprint တွေကလန်ဒါတစ်ခုဖန်တီးပေးထားတယ်အဲ့ကလန်ဒါလေးကကျတော့အစိမ်းအောင်လေးရှိတဲ့ကလန်ဒါလေးပါအဲ့တော့အဲ့ဒီကလန်ဒါလေးမှာသူ့ကိုကျွန်တော် invite လုပ်ပါမယ် invite လုပ်ဖို့အတွက် blue ပုံးလေးကိုတစ်ချက်နေလိုက်မယ်ပြီးရင် blueprint ဆိုပြီးတော့ကျွန်တော် contact ကိုကြိုမှတ်ထားပါတယ်သူ့ရဲ့ contact လေးကိုကျွန်တော်ယူလိုက်တယ်ပြီးရင် download လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်က event တစ်ခုထည့်လိုက်တိုင်း event တစ်ခုထည့်မယ်အဲ့ဒီ event ော့ကျတော့ကျွန်တော်ကဒီအခါကျရင်လူလူအောင်ဆိုတဲ့ကလင်ဒါတဲ့ကိုမထည့်တော့ဘူးနဲ့လူပရင်ဆိုတဲ့ကလင်ဒါတဲ့ကိုထည့်လိုက်မယ်ကျွန်တော်ကအဲ့ဒီလူပရင်ဆိုတဲ့ကလင်ဒါတဲ့ကိုထည့်လိုက်တဲ့ event မှန်မှန်သမျှကိုလူပရင်ရဲ့ iPhone နဲ့က နင်ပဲထဲက MacBook ထဲက Glitter မှာတွားပြီးတော့မြင်ရပါမယ်ဒီမှာဆိုရင်ကျွန်တော်24ရက်နေမှာထည့်လိုက်တယ်ဆိုရင်သူ့ဘက်မှာလည်းဒီလိုမျိုး24ရက်နေမှာကျွန်တော် event လေးတွားပြီးပေါ်နေပါလိမ့်မယ်ကျွန်တော်သူ့ကို invite လုပ်လိုက်ပြီဆိုရင်သူ့ရဲ့ဒီ email inbox ထဲမှာကျွန်တော်က invite လုပ်ကြောင်းကိုဒီလိုမျိုးလေးလာပေါ်တွားပါလိမ့်မယ်ဒါဆိုရင်ဒါဆိုရင်သူ့အနေနဲ့ join calendar ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ calendar ထဲကိုသူက join လုပ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဖန်တီးသမျှ event တွေအကုန်လုံးကို သူ့ရဲ့ဖုန်းတွေကနေသူ့ရဲ့ iPad တွေကနေသူထိုင်ကြည့်နေလို့ရပါပြီ။ဆိုတော့ဒီ Mac OS မှာဆိုရင်နောက်တစ်ခုကဒီ cleaner တွေကိုကျွန်တော်ကမသုံးချင်တဲ့ခဏဖြောက်ထားချင်တဲ့ cleaner တွေကိုဖြောက်လို့ရတယ်။အခုဒီမှာဆိုရင် deep clean ဒီ cleaner mesh 2025မှာဆိုရင်ကျွန်တော်က blueprint အတွက်ဖန်တီးထားတဲ့ cleaner မှာရှိတဲ့ event တွေကိုပဲကြည့်ချင်တယ်ဆိုရင်ကျွန်တော်ကကျန်တဲ့ cleaner တွေကိုကျွန်တော် uncheck လုပ်မယ်ပေါ့နော်။ လောက်ရပါတယ်။ဟုတ်ပြီအဲ့ဆိုရင် blueprint အတွက်ဖန်တီးထားတဲ့ကလင်ဒါလေးတစ်ခုပဲကြံခဲ့ပါမယ်။အဲ့ဆိုရင်သူ့အတွက်ဖန်တီးထားတဲ့ event တွေပဲဒီမှာကြံခဲ့မှာပါ။ကိုကျွန်တော်နောက်ထပ်တစ်ခု April 9ရက်နေ့မှာနောက်ထပ် event တစ်ခုကျွန်တော်ထပ်ဖန်တီးပါမယ်။ဖင်ကလာမေးလိမ့်မယ်။9ရက်နေ့မှာနေပါလို့ဆရာရှိလဲပေါ့နော်။အဲ့ဆိုရင်ကျွန်တော်ကျွန်တော်9ရက်နေ့မှာလောက်ဆရာရှိရဲ့ event တွေကိုကျွန်တော်ဒီမှာတစ်ခါတည်းထည့်ပေးထားလိုက်မယ်။သူမြင်ရောပေါ့နော်။ dinner with my friends ဆိုပြီးတော့ကျွန်တော် event လေးတခုထည့်လိုက်မယ်အဲ့ဒီ event ကိုလည်းကျွန်တော်ကဒီ lulu blueprint အတွက်ဖန်တီးထားတဲ့ calendar လေးကိုမမှန်ကန်ကန်လေးထည့်ပေးရအောင်မယ်ရပြီဆိုရင်ကျွန်တော်ကတန်းလေးလုပ်လိုက်ပါမယ်အဲ့ဆိုရင်သူ့ရဲ့ calendar မှာဆိုရင် April 9ရက်နေ့မှာအလိုလျောက်သွားပြီးတော့ပေါ်နေပါလိမ့်မယ် အဲ့ဆိုရင်သူ့အနေနဲ့ဗျာကျွန်တော်ဘယ်နည်းပဲရမှာမလုပ်မဲ့ဆိုတာတွေကဆိုကျွန်တော်ကပုံမှန်လေးလေးပြောတာရင်ကျွန်တော်ကအတိပေးထားရင်သူ့ထဲမှာသူ့ကလင်နာလေးထဲမှာမြင်နေရပါလိမ့်မယ်နောက်တစ်ခုကကျွန်တော် blueprint အတွက်ဖန်တီးထားတဲ့ event တွေ blueprint ကိုကျွန်တော်အတိပေးထားတဲ့ event တွေကိုကျွန်တော်မမြင်ချင်းဘူးခဏဖျောက်ထားမယ်ကျွန်တော်ကလူလူအောင်အတွက်လူလူအောင်ကိုကျွန်တော် share ပေးထားတဲ့ event တွေကို calendar ကိုမြင်ချင်တယ်ဆိုရင်ကျွန်တော် blueprint ရဲ့ calendar ကိုခဏ high လုပ်လိုက်မယ်ပြီးတော့လူလူအောင်တဲ့ calendar ကိုပဲကျွန်တော် check လုပ်ထားမယ်အဲဆိုရင်လူလူအောင်တဲ့ဖန်တီးထားတဲ့ event တွေပဲဒီမှာ လာပြီးတော့ပေါ်သွားပါလိမ့်မယ်ဆိုတော့ဒီကောင်ကတော်တော်မိုက်ပါတယ်ဘာလို့လဲဆိုတော့ Apple ရဲ့ ecosystem ကို သုံးနာထားဖြစ်တဲ့အတွက်ဒီ Apple device အချင်းချင်း Apple user အချင်းချင်းပေါ့နော်အဲ့လိုပူးပေါင်းဆောင်ရွက်တာတွေ collaborate လုပ်တာတွေကတအားကို effective ဖြစ်ပါတယ်ဆိုတော့ဒီ clinder function ကလည်းအဲ့လိုမျိုးသုံးလို့ရတယ်ဗောနော်တ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 ော်လေးကောင်းလို့ကျွန်တော်မျှဝေပေးတာပါ နောက်တစ်ခုကတက်လက်စာတဲ့အဲကျွန်တော်မျှဝေပေးချင်တာလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ cleaner မှာဆိုရင် holiday လေးထည့်လို့ရပါတယ် mac os မှာပေါ့နော် mac os ဒီ iphone ပေါ်မှာလည်းရပါတယ် အခုကကျွန်တော်ကျွန်တော်ကဒီ Mac OS အတွက် tips and tricks လေးတွေလောက်တာဖြစ်တဲ့အတွက် MacBook ကနေပဲ OTP ပြောပါမယ် MacBook ပေါ်မှာ Mac OS မှာရှိတဲ့ cleaner ကိုဖွင့်ပြီးကျွန်တော် file မှာရှိပါတယ် file နဲ့ကနေမှတစင် new holiday cleaner ကိုတစ်ချက်နေလိုက်မယ်เนาะအဲ့ဆိုရင်သူကဒီလိုလေးပေါ်လာတယ်ဒီကောင်ကကြာဘာကိုပြောရလဲဆိုရင်သူကနိုင်ငံတိုင်းမှာရှိတဲ့ holiday တွေကိုကျွန်တော်ကကိုယ့်ရဲ့ cleaner မှာပေါ်ပြနေအောင်လုပ်တာပေါ့เนาะဥပမာဒီမှာဆိုရင် Australia တနိုင်ငံလုံးမှာဒီတစ်နှစ်အတွက် holiday တွေဘယ်နေ့တွေရှိလဲဆိုတော့ကျွန်တော်ကမြင်ချင်းနေဆိုရင် ကျွန်တော်က region မှာ Australia ကိုထည့်ထားလို့ရပါတယ်ပြီးရင် add လုပ်လိုက်ပါမယ် okay ဒီမှာဆိုရင်နာမည်လည်းပြန်ပေးလို့ရပါတယ်အဲဆိုရင်ဒီမှာဆိုရင် Australian holiday ဆိုပြီးပေါ်လာမယ် Australia ရဲ့ holiday ကိုကျွန်တော်ကကြည့်လို့ရပါတယ်ဥပမာပြဒီကောင်ကဘယ်လိုမျိုးပြောလို့ရမလဲဆိုရင်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ကောင်မလေးကကိုယ့်ရဲ့ကောင်လေးကထားပါတော့တခြားတနိုင်ငံမှာကိုကတခြားတနိုင်ငံမှာဥပမာကျွန်တော်ကအခုဂျပန်မှာရှိရဆိုပါဆိုကျွန်တော်ကောင်မလေးကကျွန်တော်စင်ကာပူမှာရှိရဆိုပါဆိုအဲဆိုရင် သူရဲ့စင်ကာပူကဒီတနှစ်တွင်2025ခုနှစ်အတွင်း holiday တွေဘယ်ရက်မှာရှိလဲဆိုတာကိုသိချင်တယ်ဆိုရင်ကျွန်တော်ကဒီ calendar ထဲမှာထည့်ထားလို့ရပါတယ်စင်ကာပူကိုရှာလိုက်ရင်ရပါတယ်စင်ကာပူမှာဆိုရင်ကျွန်တော်ကဘာသာစကားလည်းထပ်ပြီးရွေးလို့ရပါတယ် Chinese တွေ English တွေပေါ့နော်ဖြစ်တော့ကျွန်တော်က Singapore English ကိုရေးပြီးတော့ add လုပ်လိုက်ပါမယ်ဒါဆိုရင် Singapore Singapore နိုင်ငံမှာရှိတဲ့ holiday တွေတက်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ Australia နိုင်ငံက holidays တွေကိုကျွန်တော်မကြည့်ချင်သေးဘူးကျွန်တော်ရဲ့ calendar မှာမကြည့်ချင်သေးဘူးကျွန်တော်ခဏ uncheck လုပ်လိုက်လုပ်ထားလိုက်ပါမယ် ခုမြင်နေရတဲ့ event လေးတွေကကျတော့သူကစင်ကာပူတနိုင်ငံလုံးမှာရှိတဲ့2025အတွင်းက holidays တွေကိုလာပြီးပြပေးမှာပါဒီ holiday calendar တွေကိုကျွန်တော်ကမသုံးချင်တော့ဆိုလဲလွယ်လွယ်လေးပေါ့ဗောနော်အဲ့ဒီ calendar လေးပေါ်မှာ right click နှိပ်ပြီးတော့ unsubscribe ကိုတစ်ချက်နှိပ်လိုက်ပါမယ်အဲဆိုရင်သူကဒီလိုလေးလာပေါ်ပါမယ်အဲဆိုရင်ကျွန်တော်က unsubscribe ကိုတစ်ချက်ပြန်နှိပ်ပေးအောင်ပါပဲဒါဆိုရင်အဲ့ဒီ Singapore ရဲ့ holidays တွေကကျွန်တော်ရဲ့ calendar ထဲမှာမပေါ်တော့ပါဘူး ဒီလိုပဲကျွန်တော်ဒီ cleaner ကိုလည်း unsubscribe လုပ်လို့ရပါတယ်ကျွန်တော်နောက်ထပ်လူတွေထပ်ထည့်ခြင်းနဲ့ invite လုပ်ခြင်းနဲ့ဆိုလည်းရပါတယ်အဲ့ဒီ account icon လေးကိုပဲတစ်ချက်နှိပ်ပေးအောင်ပါပဲပြီးရင်ဒီမှာဆိုရင် ID တုံးတဲ့ email လေးကိုဒီမှာထည့်ပေးလိုက်ရင်ရပါတယ်ပြီးတော့ဒီ cleaner ကိုကမ share ပေးခြင်းတော့ဘူးသူ့အတွက်ဖန်တီးထားတဲ့တီးတန့် cleaner ကိုကျွန်တော်မသုံးခြင်းတော့ဆိုရင်လည်းကျွန်တော် delete လုပ်လိုက် လုပ်လို့ရပါတယ်သူ့ပေါ်မှာ right click နေပြီးတော့ delete ဆိုတာနှိပ်လိုက်ပါမယ်အဲဆိုရင်တော့ဒီ cleaner ထဲမှာရှိတဲ့ events တွေအကုန်လုံးပြတ်သွားမှာပေါ့နော်ဒါမှမဟုတ် mask လုပ်မလားပေါ့ delete လုပ်လိုက်ပြတ်သွားပါမယ်ဟုတ်တဲ့ delete ထပ်နိုင်ပါမယ် blueprint အတွက်ကလင်ဒါထည့်ထားရကျွန်တော် delete ထပ်လုပ်နိုင်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်အခုဒီနေ့ပြပြပြောပြသွားတာလေးကအသုံးဝင်မယ်လို့ထင်ပါတယ်အကျိုးရှိမယ်လို့လည်းထင်ပါတယ်အဲမရှင်းတာရှင် comment ကနေတင်ပြနိုင်ပါတယ်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်ဗျာ